ဝမ်ချမ်ပီယံရှစ်ရဲ့ professional မဆန်တဲ့လောက်ရအလုံးမမင်္ဂလာပါခင်ဗျာ JK Sport 2.0ကနေကြိုးဆိုပါရယ်ဝမ်ချမ်ပီယံရှစ်က professional မဆန်တဲ့လောက်ရကိုကျူးလွန်လိုက်ပြန်ပါပြီဝမ်ချမ်ပီယံရှစ်ကသူတို့ကိုသူတို့ကမ္ဘာနံပါတ်1တိုက်ခိုက်ပြိုင်ပွဲကြီးဆိုပြီးစိတ်ကြီးဝင်နေတာပါအာဆအထူးသဖြင့်အရှိတောင်အာဆနိုင်ငံတချို့ကသာလွှမ်းခြုံထားတဲ့ဝမ်ချမ်ပီယံရှစ်က UFC နဲ့နိုင်ရှင်ရင်အစင်တန်းချင်းကကွာခြားလုံးပါတယ်ဒါမဲ့ဝမ်ချမ်ပီယံရှစ်ကအခုနောက်ပိုင်းမှာ UFC ကို ဝေဖန်တိုက်ခိုက်တာတွေပို့ပြီးတော့လှုပ်လာတယ် UFC ကို1 Championship ဘက်ကပို့ပြီးတော့မနာလိုဖြစ်အောင်လှုပ်ခဲ့တဲ့သူကဒီရီတာပါ1 Championship ရဲ့ဝေဒန်နှစ်ခု Champion ဟောင်းဒီရီတာက UFC ပြောင်းပြီးတဲ့နောက်ကဘာစင် Fighter ပူဆန်လာတယ်ကဘာတော်ဝမ်ပရိသတ်တွေပို့ပြီးတော့ပိုင်ဆိုင်လာခဲ့တယ်ဒီရီတာက UFC ကိုရောက်ပြီးတဲ့နောက်1 Championship မကောင်းကြောင်းတွေဇက်တိုက်ပြုံးနေခဲ့တယ်စာချုပ်ကိစ္စမပြေလည်မှုနဲ့သူ့ကိုကြောင်ထိုးထားလိုက်တဲ့ Chatry ကိုပြစ်တင်ပြီးတော့ဝေဖန်နေတယ်အဲ့ဒီလောရတွေအတွက် Chatry ကဒီရီတာကိုအညှိုးထားပုံပါပဲ ဒေတာက UFC နောက်ဆုံးပွဲမှာ NCAA နှစ်ပန်းချန်ပီယံ၃ချိန်ဖြစ်မှုတဲ့ဘူနီကဲကိုနိုင်ပြီးတော့ UFC မှာ ranking ပုံမြင့်လာတယ်။အဲ့ဒီပွဲပြီးလို့ချက်ချင်းဆိုသလိုပဲ One Championship ဘက်ကမာလီကင်ကိုဒေတာရှုံးတဲ့ပွဲဗီဒီယိုကိုတင်ပြီးတော့လောင်ပြောင်ခဲ့တယ်။မင်းတို့ရဲ့ကောင်းလာပါကြီးရဲ့ဆွဲဖိုင်တာကြီးကငါတို့ဆီယာဖိုင်တာကိုမနိုင်ပါဘူးကွာဆိုတဲ့သဘောမျိုးနဲ့ One Championship ကရည်ရွယ်ခဲ့တာပါ။အဲ့ဒီဗီဒီယိုအောက်မှာ One Championship ကိုဝေဖန်ပစ်တင်တဲ့မှတ်ချက်တွေများခဲ့ပြီးတဲ့နောက် One Championship ကဗီဒီယိုကိုပြန်ဖြုတ်သွားခဲ့ပါလိမ့်။ မာလီကင်ယွန်ဒီရီတာရှုံးတာရှက်စရာမဟုတ်ပါဘူးဒီရီတာရဲ့ဆန်နှစ်နဲ့တတန်းကြဖိုက်တာဘွားမှာတဝီဒီတော်ရှုံးနေတဲ့ပြိုင်ဘက်ပါအဲ့ဒီရှုံးပွဲကိုပဲဝမ်ဘက်ကလက်နက်ကောင်းတစ်ခုလိုအသုံးချပြီးတော့တိုက်ခိုက်နေတာပါဝမ်ဘက်ကသူ့ကိုတိုက်ခိုက်နေပေမဲ့ဒီရီတာကယူမဆိုင်ပါဘူးဝမ်ဟာတင်တဲ့ဗီဒီယိုကိုလည်းမသိလိုက်ဘူးလို့ဝန်ခံနေဝမ်ကအဲ့လိုမျိုး professional mercenary လောက်တက်တာမထူးဆန်းပါဘူးလို့လည်းဒီရီတာကပြောပါတယ်ဒီရီတာကိုလည်း2023ခုနှစ်ကနေ2024ခုနှစ်တွင်ဝမ်ဘက်ကပွဲတစ်ပွဲသာပေးပြီးတော့ကြောင်ထိုးခဲ့တာပါ ဂျူရီတာက UFC မှာ၃ပွဲထိုး၃ပွဲနိုင်နဲ့ထဲဝါနေတယ်။လာမယ့်ဇူလိုင်လတွင်မှာ UFC Middleweight တန်းချန်ပီယံဟောင်း White Tiger နဲ့ဒီရီတာအားဆန်းပါမယ်။အဲ့ဒီပွဲကဒီရီတာကိုတိတ်တိထတ်တင်ပွေးမယ်ပွဲဖြစ်လာမှာပါ။ဂျူရီတာက UFC ရောက်ပြီးတဲ့နောက်သူဟာသူနဲ့ Titan နဲ့နေရာကိုပိုင်းဆိုင်နေပြီလို့ဂျီနူးနူးနဲ့ပြောခဲ့တယ်။သူကသူကြီးမြတ်တဲ့ Fighter တူးလို့ဒီရီတာကယုံကြည်နေပြီးတော့ Gay Cliff လို့အဖွဲနဲ့အတူလေးချင်းဝင်ရတော့လဲဂုံနေပါတယ်။ဒီရီတာကလက်ရှိ Weight တန်းမှာချန်ပီယံကပတ်ရဖို့ထိဒါနာဝိုက်စီကနေပွဲများများပေးဖို့တောင်းဆိုထားပါတယ်။ ဒေတာက UFC မှာပလောင်တောင်တက်မနေခြင်းမောင်းခမ်းမြန်မြန်တိုးတက်ခြင်းနေပြီးတော့ချန်ပီယံကပတ်လိုချင်နေတာပါ UFC မှာလည်းဝိတ်တန်းကဖိုက်တာတွေကိုအကဲဆန်းခြင်းနေပါတယ်ဒေတာက UFC ဖြောပြေးပုံရိပ်တစ်ခုဖြစ်နေတာပါလေကြည့်ပြီးတော့ပါဇက်ကမိုးပြောကျိုးပြောပြောနေတာကလူကြိုက်များနေတာပါသူကသူအသက်ရှူတိုင်းတိုးတက်နေသူဖြစ်နေတင်စားထားတယ်ဒေတာကသူ့ရဲ့ Stanford ရေးသွေးကိုတိုးမြင့်ထားပေမဲ့သူပို့ပြီးတော့ပိုင်တိုင်းနဲ့အချုပ်တိုက်ကွက်နေပဲပြိုင်ဘက်ကိုရင်ဆိုင်နေပါတယ် UFC မှာလည်းသူ့ရဲ့ရုံးထွားခတ်တဲ့ချုပ်ကွက်တွေကပြိုင်ဘက်တွေအတွက်ငရဲလိုဖြစ်နေတာပါ မာလီကင်ပွဲပြန်တင်ပြီးတော့ဒေဗီတာကိုဝမ်ချန်ပီယံရှစ်ဘက်ကအဆက်ခွဲနေပေမဲ့ဒေဗီတာနဲ့မာလီကင်တို့ကြားဘာပြဿနာမှမရှိပါဘူး။ဘိုနီကဲကိုဒေဗီတာအနိုင်ရပြီးတဲ့နောက်မာလီကင်ကဂုံပြူ message ပို့ပေးခဲ့ပါတယ်။အဲလိုဂုံပြူခဲ့လို့ဝမ်ချန်ပီယံရှစ်ရဲ့လောက်ရကပို့ပြီးအဆက်ရစရာကောင်းသွားခဲ့ပါတယ်။ဟုတ်ကဲ့ပါဒီဘက်ကတော့လောက်ပါပဲခင်ဗျာဒီလိုနဲ့ပတ်သက်ပြီးတော့ဝမ်ဘော်ဘလုံးမြင်ကြလေပြောပေးခဲ့ပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်။